င်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်မာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ရန်ကုန်ပဲခူးပြည့်စွက်နေတဲ့ခီးသက်တင်မီနီဘတ်တွေကိုမြို့ရင်းပြည့်စွက်ခွင့်မပေးတော့လို့ကားထပ်ပြောင်းစီရတဲ့အပြင်ငွေအပိုကုန်ကြရပြီးအစစ်မပြေမှုတွေဖြစ်နေကြရတယ်လို့ခီးသက်တွေစီကသိရပါတယ် ရင်ကျော်ချက်တဲတာကိုအကြောင်းပြပြီးရန်ကုန်ဘကိုကာလမဘေးကဝေးပြေးရင်ဝင်းကိုမြို့ပြင်ဘက်ရွှေ့လိုက်သလိုမီနီဘတ်စ်ခီးတဲ့ရင်တွေကိုလည်းမြို့အတွင်ပင်မဖြတ်တော့ပဲပင်စီလန်းစုံကတဆင့်မြို့ရှောင်းလန်းအတိုင်းသွားပြီးကလိရင်ရနာစခန်းမှာခီးဆုံမှုတတ်မှတ်ထားတာလို့ဆိုပါရယ်ဒါကြောင့်ဘကိုမြို့နဲ့ရန်ကုန်ကိုအရင်မြို့တွေလန်းကနေသွာလာမဲ့ခီးတဲ့တွေအတွက်ရှောင်းသွားရတဲ့လမ်းကြောင်းနဲ့နေတဲ့နေရာမှာအတက်အဆင်လုပ်ပြီး စကဲကယ်ရီအိုးဝေတတုတ်တို့ထပ်ပြီးစီရမှာဖြစ်လို့ခီးနှောက်နေသလိုပတ်စံအပိုးကုန်စေတယ်လို့ပုံမှန်ခီးသွားလာနေသူတွေကပြောပါတယ်အရင်လမ်းကြောင်းတိုင်းဆက်မသွားတဲ့အတွက်နောက်တစ်ဆင့်ပြောင်းစီရလို့ငွေအပိုကုန်ကြရတာအ ਨੇ စုံကြက်တထောင်ထပ်မနေဘူးလို့ခီးသွွားတချို့ကဆိုပါတယ်။အဲ့ဒီလိုမျိုးတွေကနေဖြတ်ခွင့်မပေးတော့တာကြောင့်ခီးသွွားတွေအစင်ပြောင်းဆိုပြီးဘကိုးတိုင်းစစ်မှုထံအဖွဲ့ကလုတ်ကိုက်နေတဲ့ကြက်နိုင်အောင်ရင်လိုင်းကဟိုင်းချက်ကနဲ့ မြို့ရဲပိုင်းသွားမဲ့ခီးသက်တယောက်ကိုကားကားတထောင်ကျပ်နှုံနဲ့ပြေးဆွဲပေးသွားမယ်လို့အသိပေးထားပါရဲ့ရှင်။စကိုင်းတိုင်းမုံရမြို့မှာအခြေစိုက်တဲ့အနောက်မြောက်တိုင်းစစ်ထနာကျုံနမခအနီးမှာနိုဝင်ဘာလ17ရက်နေ့ပိုင်းကစက်တက်လေထီတစီပြကြခဲ့တယ်လို့ဒေသခံတွေကပြောပါရဲ။ညနေ9:00နာရီဝန်းကျင်မှာနမခထဲကနေစက်တက်လေထီနှစ်စီးတက်သွားပြီး6:00နာရီလောက်မှာပြန်ဆင်းလာတဲ့တစီကနမခဝန်နာကအပြစ်မှာပြကြခဲ့တာလို့ဒေသခံတယောက်ကပြောပါရယ် ပြက်ကျတဲ့နေရာကနမခနဲ့အရန်နေတဲ့အတွက်မှတ်တမ်းပုံတွေမရလိုက်ပဲတက်ထဲကနေလာသေးသွားတယ်လို့ယူဆရပြီးပြက်ကျတဲ့စက်တက်လေထီမောင်းတဲ့သူတေမသေးကိုတော့အတီးပြုတ်နိုင်ဖို့ဆက်ပြီးစုံစမ်းနေတယ်လို့မုံရပကဖရဲ့တာဝန်ခံတယောက်က GBP ကိုပြောပါတယ်မုံရအခြေဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခထဲကနေစက်တက်လေထီတွေမကြာခဏပြန်တက်တာတွေရှိပြီးအရင်ကတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့တက်ခိုက်မှုနဲ့ ရာသီဥတုအခြေအနေကြောင့်ပြကြမှုတွေလည်းရှိခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကတဆင်သိရပါတယ်ရှင်။စစ်ကောင်စီတပ်နဲ့ KIA တို့အကြားဗမော်နဲ့ဖားကတ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်ထအောင်သတင်းပေးပို့ထားပါတယ်ရှင်။ PN နဲ့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီး KIA နဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ဗမော်တိုက်ပွဲဟာအခုဆိုရင်တော့တနင်္လာနေ့ပြန်ကြာမြင့်နေပြီဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြင်းထန်နေသေးပါ။ စကောင်စီကစကကခ21မှာခိုင်မာခြေကိုယူပြီးခုခံနေတာကြောင့်စကကခ21နန်ဖားနဲ့ကာမဲလိုတက္ကသိုလ်တဝိုက်မှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ KM သတင်းပညာရေးတောင်ကံဘုံမကြီးနော်ဘူးကပြောပါတယ်။ဒါပြင် mobile web အထွတ်3မိုင်ကနေခလာ40ခွန်ဒီလမ်းမိုင်တစ်လျှောက်လုံးမှာလည်းတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ဆိုပါတယ်။ပြပဝင်းကြည့်ဖြစ်နေတဲ့ဟိုစာနံပါတ်တမိုင်းလုံးတက်ကတူဘောနော်အဲ့ဒါကနေဟိုမူးမောက်တက်ကိုသွားတဲ့ ုံးမိုင်နေရာတို့မှာမြင်းတိုင်းလိုတိုက်ပွဲရှိသွားတယ်တုံးမဲကနေဦးမလေးစခုတက်နခလာရလေးစခုတက်ကူတာတဲ့ဒီလမ်းကျော်လုံးမှာလဲအဲတက်ပွဲတွေရှိပါလေခင်ဗျဖာကမ်ဘတ်မှာလဲနိုဝင်ဘာကွဲနေကစတင်လို့စီကောင်စီဘက်ကထိုးစစ်ဆင်လာတာကြောင့်တက်ပွဲတွေဆက်ရှိနေတယ်လို့ဆိုပါတယ်စီကောင်စီဘက်ကနိုဝင်ဘာ7ရက်နေ့မှာလဲဝိုင်းတွဲလျင်နဲ့ဘုံလာကျဲခဲ့တာကြောင့်အရသာထိခိုက်မှုတွေရှိပြီးမြေပြင်ခြေနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဘုံကြီးနော်ဘူးကပြောပါတယ် ဒါပြင်ဖားကန့်ဘျူဟာကုန်းကနေလက်နက်ကြီးတွေနဲ့ဆက်မပြတ်ပစ်ခတ်နေတာကြောင့်ရဲသားနေအိမ်တွေလည်းထိမှန်ပြီးလူထိခိုက်တာတွေလည်းရှိနေပါတယ်။လက်နက်ကြီးနဲ့ပစ်တာလေဟိုသူတို့ကဘျူဟာကုန်းကနဲ့အဲလက်နက်ကြီးနဲ့ပစ်လို့အဲဒါလို့ဟိုယူဟာအပီတူလူထုနေတဲ့ရက်ကွက်ထဲမှာစလို့ပီတူလူထုတွေထိခိုက်တာတွေရှိတယ်။ဟိုကျွန်တော်တို့ကေနဲ့ပူပေါင်းအဖွဲ့တွေနဲ့အထူးရင်ဆိုင်ပိုက်ပေါ်ငယ်လေးတော့ဖြစ်တယ်။ နှစ်ဖက်တိခတ်တံရရရှိမှုအခြေအနေတွေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီနဲ့ KIA တို့အကြားတွေ့ဆုံမှုရှိနေတယ်လို့သတင်းတွေထွက်နေပေမဲ့လည်း KIA ဘက်ကတော့ညင်းဆိုပါတယ်ကျွန်တော်ထပ်အောင်ပါကာဗွန်နိုင်ငံမှတရားရုံးတစ်ခုဟာယာဒုကဖေရှားခံရတဲ့သမရဟောင်းရဲ့ဇနီးနဲ့တားဖြစ်သူတို့ကိုငွေကြေးဆာယာရစုံမှုတွေအတွက်နိုဝင်ဘာလ12ရက်ဗုဒ္ဓဟူးနေ့မှာပြစ်ဒဏ်ချမှတ်ခဲ့ပြီးမျက်ွယ်ထောင်နဲ့အနှစ်20ချမှတ်ခဲ့ပါတယ် တာဟာယာစုနှစ်ဝက်ကျော်အာနာကိုဆုတ်ကင်ထားတဲ့ဘုံကိုမိသားစုအတွက်နောက်ဆုံးထိုးနှက်ချက်လည်းဖြစ်ပါတယ်၂009ခုနှစ်ကစပြီးဗဟိုအာဖရိကနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့သမရအလီဘုံကိုကိုဖျောက်ချခဲ့တဲ့2023ခုနှစ်အာနာသိမ်းမှုအပြီးမကြာခင်မှာပဲသမရကတော့ဆာဘီယာဘုံကို62နှစ်နဲ့တားဖြစ်သူနူရီဒင်ဘုံကို33နှစ်တို့ကိုဖမ်းဆီးခဲ့တာပါ သမရကရောဆယ်ဘီယာနဲ့တားဖြစ်သူနူရက်ဒင်တို့ဟာအစိုးရရမုံငွေတွေကိုအလွဲသုံးစားပြုမှုနဲ့ငွေကြေးခဝါချမှုအပါအဝင် ရာစုမှုတွေနဲ့ဆက်ဆဲခံထားရပြီးသူတို့ကတော့ညှဉ်းဆုပ်ခဲ့ပါတယ်။သူတို့ကိုမေလာမှာနဲ့အကျယ်ချုပ်ကိုမပြောင်းရွှေ့ခင်မှာနှစ်နှစ်ဒီပါထိမ့်သိမ့်ခံခဲ့ရပြီးအဲ့ဒီကနေအလီဘွန်ဂိုနဲ့အတူအန်ဂိုလာကိုလေရင်နဲ့ပို့ဆောင်ခံခဲ့ရပါတယ်။အန်ဂိုလာကသူတို့မိသားစုကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်တွေနဲ့ခေါ်ဆောင်သွားခဲ့ကြောင်းဆိုပါတယ်ရှင်။ ကမ္ဘာအခြေစိုးလေးရတင်သင်္ဘော USS Gerald R. Ford ကိုဗဟုပြုဝန်ရံပြီးအမေရိကန်ရတရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့က Caribbean ဒေသမှာရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။ ဒါဟာလက်တစ်အမေရိကနဲ့ကာရေဘီယံဒေသမှာတာဝန်ယူကြီးကြပ်ရတဲ့အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ area အထက်ကိုစစ်သင်္ဘောအုပ်စုကဝင်ရောက်လာခဲ့တာပါ။အဲ့ဒီရတက်အုပ်စုထဲက USS Gerald R. Ford ပေါ်မှာသင်္ဘောသား၄000ကျော်နဲ့ဒါစနက်ကြီးရဲ့လေယာဉ်တွေတင်ဆောင်လာခဲ့ပြီးပက်ထိန်ဒုံးကြီးတပ်ဆင်ထားတဲ့ဖြတ်သင်္ဘောတွေနဲ့တခြားစစ်သင်္ဘောအမျိုးစုံအထိပါဝင်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဆယ်စုနှစ်များစွာအတွင်းလက်တက်အမေရိကနဲ့အနီတဝဒေသမှာအမေရိကစိတ်အားအများဆုံးနေရာချထားမှုဖြစ်လာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမိန့်ပေးချက်အရနိုဝင်ဘာလ17ရက်နေ့အတွင်းအခုလိုမျိုးစစ်သင်္ဘောတွေရောက်လာခဲ့တာလည်းဖြစ်ပါရဲ့ရှင်။တိုင်ဖုန်းမုန်တိုင်းဖန်ဝောင်ကြောင့်ထိုင်ဝမ်နိုင်ငံမှာရေကြီးမှုတွေကြောင့်လူပေါင်း8300ကျော်ဘေးလွတ်ရာကိုပျောက်ရွှေ့ခဲ့ရပါတယ်။ တိုင်ဖုန်းဖောင်အောင်ဟာထိုင်ဝမ်ကိုရောက်တဲ့အချိန်အပြောခဲ့ပေမဲ့အရှိကန်ချင်းမှာမိုးတဲခဲ့ပြီးရေကြီးမှုတွေလည်းဖြစ်တာကြောင့်ဘေလူရာကိုပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။မုံတိုင်းကျောက်လူ52ဦးထရာရခဲ့ပြီးတောင်ပိုင်းမှာရှိတဲ့အလုပ်တွေကျောင်းတွေပိတ်ထားခဲ့ရပါတယ်။ရုတ်တံဖော်ပြချက်အရရီလာရဲ့အရှိပိုင်းတောဒေသတွေမှာရေကြီးမှုတွေနဲ့ရင်ဆိုင်နေတာတွေ့ရပြီးတောင်တင်ပြီးကျန်တဲ့သူတွေကိုစစ်သားတွေကလဘေးလောက်မြုပ်တဲ့ရေထဲကိုဖြတ်ပြီးကယ်တင်ခဲ့ရပါတယ်။ ရေကြီးမှုကြောင့်အင်တွေထဲမှာရွှွန့်တွေတင်ကျပ်ခဲ့တာတွေ့ရပါတယ်။ဂျီလန်နဲ့အနီးနားမှာရှိတဲ့ဟွာလန်တို့ရှိဒေသခံ8300ကိုဘေးလွတ်ရာကို ရှေ့ပြောင်းပေးခဲ့ရပါတယ်။ဂျီလန်မှာအင်ကာနေကမိုးရေချိန်994မီလီမီတာထိရွာသွန်းတယ်လို့မိုးလေဝသကကြေညာပါတယ်။ဖန်ဝါမုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာလူ28ဦးသေဆုံးခဲ့ပြီးထိုင်ဝမ်ကိုရောက်လာတာဖြစ်ပါတယ်။ ခွာလန်းဒေတာကိုစက်တင်ဘာလတုန်းကတိုက်ဖုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးရဲကြီးမှုကြောင့်လူ18ဦးသေဆုံးခဲ့ပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်။